ိုဝင်ဘာ22ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကြောက်ဖြူမှာစစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့နေရာအရှုပ်ကိုအေးအေးပြန်လည်တိမ့်ပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာတိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့နေရာအရှုပ်ကိုအာရခတပ်တော်အေးကပြန်လည်တိုက်ခိုက်အိမ်ပိုင်မှုတွေရှိနေတယ်လို့သိရပါတယ်လက်ရှိကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေးတို့က တိုင်းချောင်းကျေးရွာနီးတဝိုင်းနဲ့တိုင်းချောင်းတောင်ပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးအဲ့ဒီနားကစစ်ကောင်စီတပ်ရဲ့စခန်းအနည်းငယ်တချို့ကိုအေအေကပြန်လည်တိမ့်ပိုက်နိုင်ခဲ့တယ်လို့အေအေနဲ့နီးစပ်ရာစည်ရေးသတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယအပတ်မှာစစ်ကောင်စီတပ်ဟာသူတို့ထိန်းချုပ်ထားတဲ့တိုင်းချောင်းကျေးရွာကနေရေနံတောင်ချောင်းဝမင်းပြင်စားတဲ့ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးလာခဲ့ပေမဲ့အေအေရဲ့ဓားပြတ်တိုက်ခိုက်မှုကြောင့်ပြန်လည်ဆုတ်ခွာသွားတာတွေလည်းရှိနေတယ်လို့သိရှိရပါတယ်။ ဒါကြောင့်အာရခတက်တော့အေးအေးဟာသူတို့လက်လွတ်ဆုံးရှုံးထားရတဲ့နေရာတွေကိုပြန်လဲထိုးစစ်စစ်တိုက်ခိုက်လာနေတာဖြစ်ပြီးလက်ရှိမှာစကန်အရှုပ်ကိုတိမ့်ပိုက်ထိမ့်ရှုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။တိုင်းချောင်းကျေးရွာအနီးနဲ့တိုင်းချောင်းတောင်တွေမှာတိုက်ပွဲတွေပြင်းထန်နေကြတာပါ။အေးအေးကမင်းပြင်ကနေတိုင်းချောင်းဘက်ကိုထိုးစစ်စစ်နေတယ်လို့ကြားရပါတယ်။အဲ့ဒီနေရာတွေကအရင်ကအေးအေးတိမ့်ထားတဲ့နေရာတွေပါ။ဒါကိုပြန်လဲရရှိဖို့အေးအေးကတဖန်ထိုးစစ်စင်လာတာပါ။အခုတိုင်းချောင်းရွာအနီးက စကန်ရှုပ်ကိုပြန်လည်သိမ်းယူထားရှိတယ်လို့ကြားရပါတယ်လို့အေအေနဲ့နှိဆက်တဲ့စစ်ရဲသတင်းရင်းမြစ်တူကပြောဆိုပါတယ်စစ်ကောင်စီတပ်ဟာလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့တိုင်းချောင်းကျေးရွာနီးကိုလေကြောင်းကားနဲ့အဆက်မပြတ်ဘုံကျဲတိုက်ခိုက်နေပြီးရေတက်တင်မောတွေကလည်းလက်နက်ကြီးတွေပစ်ခတ်မှုတွေရှိနေတယ်လို့သိရှိရပါတယ်အလားတူတစ်ပုတ်တောင်ရေတက်စကန်တနဝတိရေတက်ဌာနချုပ်ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်ဖြူရံပြဲကားလမ်းပိုင်းလမ်းစုံဤရှိကျေးရွာနီးနားတွေမှာအင်အားတရာကျော်နဲ့တက်ဆွဲနေရယူထားတယ်လို့လည်းသိရှိရပါတယ်စစ်ကောင်စီတပ်ဟာကျောက်ဖြူမြို့နယ်မှာအင်အားအများပြားဖြစ်တင်းကအေးထိန်ရှုပ်ထားတဲ့နေရာတွေကိုထိုးစစ်တိုက်ခိုက်လာနေတာဖြစ်ပြီးတိုင်းချောင်းမင်းပြင်ရေနဲ့တောင်ရှောင်းဝဆားတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးထိုးစစ်ဆင်လာတာဟာရံပြဲမြို့နယ်ကိုဆက်လက်စစ်ကြောင်းထိုးနိုင်ဖို့အတွက်လှုပ်ဆောင်လာနေတာဖြစ်တယ်လို့ကျောက်ဖြူဒေသခံစစ်ရင်းသတင်းမြစ်တူကပြောဆိုပါတယ် စစ်ကောင်စီတပ်ကရေကောက်ပွဲမကျင်းပခဲ့အထီးတော့ကြောက်ဖြူမျိုးနဲ့ကအေးအေးထိတ်ထုတ်ထားတဲ့နေရာတွေကိုရာသလောက်ထိုးစစ်ဆင်မဲ့အနေထားပါအခုလည်းကြောက်ဖြူမျိုးကိုအင်အားတွေရန်ဖြည့်ထားပါတဲ့တိုင်းချောင်းတို့မင်းပြင်းတို့ကိုထိုးစစ်ဆင်လာတာဟာရန်ပြဲဘက်ကိုဥတီနေတဲ့သဘောဖြစ်ပါလေလို့အဆိုပါဒေသခံကဆက်ပြောထားပါတယ်လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့နေရာတွေရှိကျေးရွာပေါင်း20နီးပါးဒေသခံ300ကျော်ဟာဘေးလွတ်ရာနေရာတွေကို ခွက်ပြေးတိမ်းရှောင်နေကြရပြီးစားဝတ်နေနေရထိုင်ရေးတွေအခက်အခဲရှိနေကြတယ်လို့လဲကြောက်ဖြူဒေသခံတွေစီကသိရှိရပါတယ်ကြောက်ဖြူမြို့မှာတရုတ်စီမံကိန်းများစွာရှိနေတဲ့အပြင်စစ်ကောင်စီတပ်ရဲ့ဒဏ္ဍဝတိရေတပ်ဌာနချုပ်ခလာရ34ခမာရ940ခမာရ943အမှတ်30နဲ့တက်ရင်တောင်မော်ကြီးရေတပ်စခန်းအုံချိန်ရေတပ်ဌာနခွဲတို့ရှိပြီးရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုလဲဖြစ်တယ်လို့သိရရှိပါတယ်မြောင် နောက်ထပ်သတင်းပုတ်အနေနဲ့တော်လန်ရဲ့အသေးခံမဲ့ဆိုတဲ့ရဲဘော်လွတ်သွားတာကြောင့်ချောင်းမြို့မှာရဲစခန်းကိုတိုင်းရဲမှုကြီးကိုတိုင်စစ်ဆေးနေဖမ်းဆီးခံရတဲ့နေတိန်ခင်မောင်ရင်ဟာပေါ်တာဆွဲစစ်မှုတဲ့ငွေကြေးညှိရမှာနာမည်ကြီးသူဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချောင်းမြို့နယ်အတွင်းထောင်တန်း235နဲ့ရှာထားတဲ့တော်လန်ရဲရဲဘော်တို့လွတ်မြောက်သွားတဲ့ဖြစ်စဉ်မှာဖျက်ရည်ရှိနေတယ်လို့ယူဆတာကြောင့် ရှောင်းမျိုးမရဲစခန်းကိုစစ်ကောင်းစီတိုင်းရဲမင်းကြီးနဲ့ခရိုင်ရဲမှုတို့ကိုတိုင်လာရောက်စစ်ဆေးနေတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့မှာထောင်နယ်235နဲ့ရှာမတ်ခံထားရတဲ့ရဲဘော်နှစ်ဆိုင်ခုဘိုးညိုကိုအရက်ကားတွေနဲ့တင်ဆောင်လာစဉ်အမှတ်3ပြည်တော်စုလမ်းမပေါ်ရှိခွေးကျိုရဲစခန်းနဲ့ဝေးပင်ရဲစခန်းကြားမှာရှောင်းမျိုးနယ်ရှိတော်လန်ကြီးရဲဘော်တွေကကြားဖြတ်တိုက်ခိုက်ကဲထုတ်ရအဆိုပါရဲဘော်ကလည်းတော်လန်ကြီးအထိခံမဲ့ဆိုတဲ့စိတ်နဲ့ရဲရင်စွာရုံထွက်လွတ်မြောက်ခဲ့တယ်လို့သိရှိရပါတယ်။ အဆိုပါကဲထုတ်သွားတဲ့ဖြစ်စဉ်ကြောင့်တာဝန်ရှိသူနေတဲ့ညာရှိကျော်ဝင်းနဲ့နေတဲ့ခင်မောင်ရင်အပါအဝင်ဂျဲငါးဦးကိုရှောင်းမြို့မှာရဲစခန်းအတွင်းရှိဓမ္မယုံမှာဖမ်းဆီးရှုံနှောင်ထားတယ်လို့သိရှိရပါတယ်။ဒါအပြင်ရှောင်းမြို့မှာရဲစခန်းအတွင်းတရင်အတိအကျပေးနေတဲ့ဖျဲသည့်ရှိတာကြောင့်အခုလိုနှစ်ရှင်ထောင်ချထားတဲ့တော်လန်ကြီးရဲဘော်ကိုကဲထုတ်သွားတာဖြစ်နိုင်တယ်လို့ယူဆပြီးဖမ်းဆီးခံထားရတဲ့ရဲငါးဦးအပြင်ရှောင်းမြို့မှာရဲစခန်းတစ်ခုလုံးကိုတိုင်းရဲမင်းကြီးနဲ့ရဲမှုတို့ကိုယ်တိုင်လာရောက်စစ်ဆေးနေတယ်လို့ ရှောင်းမြို့မှာရဲစခန်းနဲ့နှီးဆက်သူသတင်းရင်းမြစ်တို့ကပြောဆိုပါတယ်လွတ်သွားတဲ့ဖြစ်စဉ်ကြောင့်နယ်ဒင်းခေါင်းဆောင်ကျော်ဝင်းခေါ်ဗိုလ်လေးရခိုင်နယ်ဒင်းခင်မောင်ရင်ရဲတပ်သားအုတ်ကာတို့အပ9ယောက်ဖမ်းခံထားရတယ်ဗျကြံ2ယောက်ကတော့နာမည်မသိဘူးအဲ့ဒီ9ယောက်ကတော့အဓိကပေါ့သူတို့ကရှောက်စခန်းထဲမှာရှိတဲ့စခန်းဓမာယုံပေါ်မှာအခုလောလောဆယ်ဖမ်းထားတာပြီးတော့ခရရဲမှုရတိုင်းရဲမင်းကြီးပါလာရောက်စစ်ဆေးနေတယ်လို့ပြောတယ် ရှောင်းမြို့မှာရဲစခန်းတစ်ခုလုံးသတင်းပေါက်ကြားလို့တဲ့ဖဲသီးလို့လိုက်ရှာနေတယ်လို့ပြောတယ်။လုံကြုံကြီးပါသွားတဲ့လူတွေအပြင်ရှောက်စခန်းကတာဝန်ရှိသူတွေပါအကုန်စစ်ဆေးခံနေရတယ်လို့သူကပြောပါတယ်။အဲဒီအပြင်အခုဖြစ်စဉ်အတွင်းဖန်စီထိမ့်သိမ်းခံထားရတဲ့နယ်ဒဲအရာရှိကျော်ဝင်းနဲ့နယ်ဒဲခင်မောင်ရင်တို့ဟာရှောင်းမြို့နဲ့အတွင်းပေါ်တာဆွဲစစ်မှုတန်းကြီးကောက်ယုံတယ်မကောက်ဘူး။အခြားပြည်သူတွေအပေါ်ငွေညစ်ရာတွေမှာနာမည်ကြီးတဲ့သူတွေဖြစ်တယ်လို့သိရှိရပါတယ်။ရှောင်းမြို့နယ်အတွင်းလူငယ်တွေကိုပေါ်တာဆွဲရမှာစစ်တပ်ကတစ်ဖက်ရဲကတစ်ဖက်စသည်ဖြင့် နှစ်ဖွဲ့ခွဲထားရရဲအဖွဲ့မှနေတိုင်းခေပေါင်ရင်ကဥဆောင်ပေါ်တာဆွဲနေတာဖြစ်ပြီးဖမ်းမိတဲ့လူငယ်တွေကိုတိုးလင်း380မှ100ကျောင်းတောင်းလေးရှိပြီးမပေးနိုင်မှကစစ်တပ်လက်သို့အပ်လေးရှိတယ်လို့လည်းသိရှိရပါတယ်။အဲဒီပြင်မြို့နယ်အတွက်လောင်ကစားဒိုင်တွေနဲ့မိုးရစ်စေးဝါဖြန့်ဖြူးတဲ့ဒိုင်တွေစီမှာလည်းအဆိုပါနေတိုင်းခေပေါင်ရင်မှာလာစဉ်လိုင်းကြီးကောက်ခံလေးရှိပြီးရရှိလာတဲ့ငွေတွေကိုသူ့ရဲ့အထက်ရာရှိတွေနဲ့မြို့နယ်မှုဝန်တန်းစီကိုပါတိုက်ရိုက်ခွဲဝေပေးပြီးနေရတည်မြဲရေးအတွက် မျက်နှာလှုပ်လေးရှိတယ်လို့သိရှိရပါတယ်။သူ့ရဲ့အထက်ရာရှိဖြစ်သူနေတိန်ကောင်းကောင်ကျော်ဝင်းဆိုသူဟာလေသူနဲ့အတူပြည်သူတွေစီမပုံစံမျိုးစုံနဲ့ငွေညှင့်လေးရှိပေမဲ့ပုံမှန်အဖြစ်လူလုံးထွက်မပြပဲနောက်ွယ်ကနေတာသူ့အောက်ကသူတွေကိုကြိုးကင်မိတ်ပေးခိုင်းစေလေးရှိတယ်လို့လဲအဆိုပါသတင်းရင်းမြစ်ကဆက်ပြောထားပါတယ်။အခုဖြစ်စင်မှာပါသွားတဲ့သူတွေကကောင်းတဲ့သူတွေမဟုတ်ဘူး။ရှောင်းမှာစစ်မှုထမ်းပေါ်တာဆွဲတဲ့အထဲမှာနာမည်ကြီးပြီ။ရှောင်းမြို့မှာပေါ်တာဆွဲတဲ့လူဖမ်းတဲ့ ဝေညစ်တယ်သူတို့ကြောင့်ဒုက္ခရောက်တဲ့သူတွေမနေဘူးဝေညစ်ရင်သိန်း80အနည်းဆုံးတောင်းတယ်ရှောင်းမျိုးမှာ WYC ရောင်းဝယ်နေတဲ့ကောင်တွေကြမဖမ်းဘူးနေတဲ့ညယူထားတာလေဝေညစ်တဲ့နေရာမှာလည်းနမကြီးမြို့နယ်မှုဝင်းတန်းကိုလှုပ်ကျွေးနေတာပေါ့ဗျာပေါ်တာဆွဲလာတဲ့လူတယောက်ကိုသိန်း80တရာလောက်တောင်းတယ်အခုဆိုရှောက်မှာလူငယ်ကိုမကြံတော့ဘူးလို့ထိုသူကဆက်ပြောထားပါတယ်အဆိုပါနေရင်ကျော်ဝင်တဲ့ခင်မောင်ရင်တို့ဟာအာနာသိမ့်ပြီးရဲ့နောက်ပိုင်းမှာပြည်သူတွေထံမှာ နေမျိုးစုံနဲ့ငွေညစ်ရာမှာရရှိလာတဲ့ပတ်စံတွေနဲ့ချမ်းသာကြွယ်ဝနေပြီးရှောင်းမျိုးနဲ့အတွဲမှာတည်းပိုင်ဆိုင်မှုအများပြားဝယ်ယူထားတာတွေရှိတယ်လို့လည်းသတင်းရရှိပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပေါင်မျိုးနဲ့တောင်ပိုင်းမှာရှိတဲ့ပြူရွာနှဲ့ရွာကိုအထိုင်စခန်းတွေကိုတော်လန်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်စစ်ကောင်စီတပ်သား၃အရှင်မိပြီးတိုက်ဆုံထိခိုက်မှုများရှိဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါင်မျိုးနဲ့တောင်ပိုင်း ဝန်ရှုံးရွာနဲ့တိရှုခုံးရွာပြူစောထီးရွာနှစ်ရွာနဲ့ပြူအထိုင်စခန်းတွေကိုတော်လန်ကြီးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီဘက်မှတိုက်ဆုံထိခိုက်မှုရှိပြီးသုံးအရှင်ဖမ်းမိခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလပရမပတ်အတွဲမှာပဲတော်လန်ကြီးတပ်ဖွဲ့တွေကအဆိုပါပြူစောထီးရွာတွေနဲ့ပြူအထိုင်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးကိုစစ်တုံးပိုင်းအဖြစ်အရှင်ဖမ်းမိခဲ့ပြီးတိုက်ဆုံထိခိုက်မှုတွေလည်းရှိတယ်လို့ဖော်ပြထားပါတယ်။ ဆက်လက်ပြီးပင်တောင်ပြူစော့ထီရွာကိုဝင်ရောက်တိုက်ခိုက်ဖို့လှုံ့ဆော်စေစိတ်ဖြူကပါစာမှစစ်ကောင်စီတပ်သားတွေနဲ့ပြူစော့ထီတွေအလုံးရင်းနဲ့ရောက်ရှိလာတာကြောင့်အစီအစဉ်ပြောင်းလဲခဲ့ရတယ်လို့ဆိုပါတယ်။အဆိုပါစစ်စင်ရေးတွေကိုအများကြီးတပ်ပေါင်းစုစစ်ကြဝန်ပလွေ TYK တိုက်နယ်စုဖွဲ့မှုတပ်ဖွဲ့များပောက်ပကဖမြိုင်ပကဖပခုတ်ကူခရိုင်တပ်ရင်းများ MGY PDF တွေနဲ့အတူအခြားမဟာမိတ်တွေကဖူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ပေါင်မျိုးနဲ့တောင်ပိုင်းနဲ့ မြိုင်မြို့နယ်မှာအော်တိုဘာလကနေနိုဝင်ဘာလပထမပတ်အတွင်းစစ်ကောင်စီရဲ့စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေကြောင့်ဒေသခံများဖမ်းဆီးတပ်ဖြတ်ခံရခြင်းနေအိမ်များမီးရှို့ခံရခြင်းစစ်ကောင်စီထောင်ထားတဲ့မိုင်းတွေနင်းမိပြီးပြည်သူတွေတိုက်ဆုံရတဲ့အပြင်ပါရာမော်တာ drive of copter ဝိုင်းတွဲတို့နဲ့လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ20ရက်နေ့မှာလည်းပေါင်းမြို့နယ်ကံကြီးကျေးရွာကိုလေကြောင်းကနေ jet fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၅ဦးတိုက်ဆုံခဲ့ပြီး 20ကျော်တန်းရရတဲ့အပြင်နေအိမ်လုံး20ထက်မနည်းပျက်စီးခဲရတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။